်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်ဒုတိယသိတ်ထိန်နာမန္တလေးမဟာသင်ညာစာမဟာသင်ညာကြခြင်းကတော့1388ခုနှစ်နောက်တစ်ခုလဆို73ရက်ခရစ်နှစ်2026ခုနှစ်ဧပြီလ16ရက်အင်္ဂါနေ့မြန်မာစံတော်ချိန်နေ့12နာရီ49မိနစ်50စက္ကန့်ဖြစ်ပါတယ်ခင်ဗျာမဟာသင်ညာအချက်နေ့ကတော့1388ခုနှစ်တောင်းတခုလာဆုံး14ရက်ခရစ်နှစ်2026ခုနှစ် ဧပြီလ15ရက်ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။မဟာသင်္ချာအသက်ရက်ကတော့1389ခုနှစ်နောင်ကဆုံလဇန်1ရက်ခရစ်နှစ်2026ခုနှစ်ဧပြီလ16ရက်ကြာသာဝတီနေ့မြန်မာစံတော်ချိန်ညနေ4နာရီ54မိနစ်39စက္ကန့်မှာဖြစ်ပါတယ်။နေ့စတရနေ့ကတော့1388ခုနှစ်နှစ်ဦးကဆုံလဇန်2ရက်ခရစ်နှစ်2026ခုနှစ် ်ဖေဖော်ဝါရီလ18ရက်တောက်ကြနေ့ဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဂျာတာပရိသတ်မီများအတာစားပါတယ်ခင်ဗျာခုကဆက်လက်ပြီးတော့ခုနှစ်နှစ်သားသမီးခုနှစ်နှစ်နဲ့ခုနှစ်နှစ်သားသမီးများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တနည်းစာမဟာသင်းရဟောဇင်းကြီးကိုဆက်လက်ဖတ်ကြားပေးပါမယ်ခင်ဗျာတနည်းကိုယ်လေးသားသမီးများအတွက်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက် တနစ်တာဟောဆယ်ကြီးကိုဖတ်ကြားပေးมาပဲဖြစ်ပါတယ်ခမတနင်္ဂနွေနေ့ဘွားသားသမီးတို့ဒီဤနှစ်တွင်ဆွေမျိုးအပေါင်းတင်လူအဖွဲ့စည်းနှင့်ရှင်တွဲနေထိုင်ရန်ခက်ခဲမှုရှိပြီးအထူးကြံစည်နေတတ်ပါတယ်အပျော်ပါအတော့စားနှင့်ရှင်တွဲရေးနေတတ်ပါတယ်ငယ်ရွယ်သူများဖို့တည်ငြိမ်သင့်သောကာလဖြစ်၍မတင်ရော်သူများနှင့်အဖန်ဖန်ကြုံတွေ့ရတတ်ပါတယ်အလုတ်ကင်မှာရေလိုက်ငားလိုက် နေပြီးလုပ်ငန်းအောင်မြင်သည့်အချိန်ကာဖြစ်ပြီးလုပ်တိုင်းအောင်မြင်နေတဲ့အချိန်ကာဖြစ်ပြီးကျေးဇူးရှိသူတို့ပေါ်အထူးအမတ်ရှိနေတဲ့မှာတဲ့ကျေးဇူးရှိသူများပေါ်ကျေးဇူးဆက်တင်တဲ့ကာလဖြစ်ပါတယ်အိမ်တော်ရေးတာယာမှုရှိပြီးသာသမီရေးအဓိကထားရေးအချိန်ပေးရမယ့်ကာလဖြစ်ပါတယ်ချင်မှုချေးရမယ့်ချေးရများမှာလည်းအဆကြရာရာအဆင်ပြေနေမိကာလဖြစ်ပါတယ်လုပ်ငန်းအသစ်တွေစွန့်စား၍အကျိုးအမြတ်ကောင်းများစွာရရှိပါလိမ့်မယ် ကျမရင်းနဲ့ပတ်သက်ပြီးနှလုံးအားနေခြင်းမကြာခဏအကြောညက်ခြင်းစတော့ဝေဒနာတို့ကိုခံစားရတတ်ပါတယ်။ဒီနေ့တော့တနင်္ဂနွေသားသမီးများအတွက်အကောင်းဆုံးရည်ရွယ်ကတော့မိမိရဲ့မွေးနေ့နက်နက်10:45မိနစ်မှာအိမ်ဖျားမှာတို့မဟုတ်တကူကြီးဖျားတူစုစုမှာခန့်ကုန်ညွန့်နှညွန့်ကိုမြတ်စွာဘုရားအားကတ်လူပူဇော်၍လိုရာဆုတောင်းပေးပါခမညာ။ ဒီနေ့တော့အကျိုးပေးကဏ္ဍကတော့ခွန်တိတ်ရှိကဏ္ဍတို့ဖြစ်ပါတယ်။ထီဝါဒနာပါလို့ထီတို့မယ်ဆိုရင်တော့ခွန်တိတ်ရှိကဏ္ဍများများပါတဲ့ထီကိုရွေးချယ်ထုတ်ပေးပါခင်ဗျာ။ဒီနေ့တော့တနင်္ဂနွေသားသမီးများအတွက်အကောင်းဆုံးရေရာကတော့မိမိရဲ့မိုးနေ့နနက်7:45မိနစ်ချိန်မှာမြတ်စွာဘုရားအားခံတော်နှညွတ်ကတ်လူပူဇော်ရေးလိုရာဆုတောင်းပေးပါ။ဒါဆိုရင်တော့မိမိတော်ဓမ္မရှိတော် မကောင်းသောကံကြမ္မာများပပျောက်ပြီးကောင်းသောကံကြမ္မာများရရှိလာပါလိမ့်မယ်ဗျာအားလုံးသောတနင်္ဂနွေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတဲ့ကိုယ်ပါလောရာဆန္ဒတွေလည်းတလုံးတဝါတဲ့ပြည့်ဝနိုင်ကြပါစေထီစုကြီးများလည်းပေါန့်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုတခါဆက်လက်ဖတ်ကြားပေးမှာကတော့ တနင်္လာသားသမီးများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တနည်းတာမဟာသင်းညာစာအထူးဟောဆရာကြီးပဲဖြစ်ပါတယ်။တနင်္လာနေ့ဘဝသားသမီးများဟာအင်နက်မှာမိမိရဲ့စိတ်နိုင်အချိန်ကာလကြာမြင့်စွာစံသပြင်းပြတော့လုပ်ငန်းတို့ကို၎င်းလုပ်ငန်းအသစ်များကို၎င်းအကောင့်တွေပေါ်၍ရေတမမှလှုပ်ဆောင်ရမည့်ကာလဖြစ်ပါတယ်။ အလုံသဘောအရာအကောင်ဘက်ကိုဥတီနေတော့လဲစိတ်ကမရှိအရာရာကို ထိရှလွယ်တော့ကြောင်းထောင်တန်းအမှုကင်းတို့နဲ့အတိုက်ခံများကြုံတွေ့ရသည်တည်းကာချံကြောက်မြတ်ယရနာတို့ရောင်းချခြင်းမှ အကျိုးမြတ်များရမည်အချိရဲ့မှာစံပွင့်ပြီး မကြာခဏအပြောင်းလဲများတတ်တော့ကြောင်းစန္ဒနေ့တိတ်ခါကို ထိမ့်သိမ်းရမည်ခါလဖြစ်ပါတယ်ဒီနေ့ဟာတဏှလာသားမီးများ စမ်းပွင့်ပြီးအခြေရေကံကောင်းမြင့်နှစ်ဖြစ်ပါတယ်။ပညာရေး၌အနေငယ်ညံ့၏ပညာရေး၌အနေငယ်ညံ့၏ခက်ခဲမှုကြားမှအောင်မြင်တတ်ပါတယ်။ကျမ်းပါရင်နဲ့ပတ်သက်ပြီးကြောက်ကန်နဲ့အရေးပြားယောဂါများကိုခံစားရတတ်ပါတယ်။ဒီနှစ်အတွက်အကျိုးပေးကဏ္ဍကတော့ တသုံးခုကနန်းတို့ဖြစ်ပါတယ်ခင်ဗျာဒီဝါသနာပါလို့ဒီတို့မယ်ဆိုရင်တော့တသုံးခုကနန်းများများပါတဲ့ဒီကိုရွေးချယ်ထိုးပေးလိုက်ပါခင်ဗျာတနင်္လာသားမီးများအတွက်ယခုနှစ်အတွက်အကောင်းဆုံးရေရရာကတော့မိမိရဲ့မွေးနေ့နန်းနဲ့စောစော9နာရီ36မိနစ်အချိန်မှာအိမ်ဖျားမှာတော့၎င်းတကိုးကြီးဖျားသူစုမှာတော့၎င်းပန်းဒီဆုံးကတ်လူပူဇော်ရေးမြတ်စွာဘုရားအားလိုရာဆုတောင်းပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့မိမိထံမှာရှိသောမကောင်းသောကံကြမ္မာမှာပြပောက်ပြီး ကောင်းသောကံကြမ္မာများရရှိလာပါလိမ့်မယ်ခင်ဗျာအားလုံးတော့ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးအားလုံးစိတ်လဲချမ်းသာကိုယ်လဲကျန်းမာကြပါစေအနည်းငယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေ စိတ်သွေးတိုင်းကိုယ်ပါလိုရာဆန္ဒတွေလည်းတလုံးတော်ဝနဲ့ပြည့်ဝနိုင်ကြပါစေထီစုကြီးများလည်းပေါ့နိုင်ကြပါစေလို့စုမုံကောင်းတောင်းမိလိုက်ပါတယ်ခင်ဗျာအခုတခါဆလံဖကြပေးမှာကတော့အင်္ဂါသားသမီးများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ် ခရစ်နှစ်2026ခုနှစ်အတွက်ဒီနှစ်တာအထူးဟောဆရာကြီးပဲဖြစ်ပါတယ်ခမယာအင်္ဂါသားသမီးများဟာဤနှစ်မှာအတိုက်ခံများလေးလေးအောင်မြင်လေးလေးဟူတဲ့အချက်ကအဓိကဖြစ်ပြီး ရောက်ရာအယက်ဒေသတို့မှာအစဉ်ပြေပြီးအခွင့်အထူးများရရှိတတ်ပါတယ်အချီးရင်းနှင့်အိမ်တော်ရင်းမှာအနေဒီတလောက်လူမှုရေးပိုင်းမှာရှုပ်ထွေးမှုရှိတတ်ပါတယ်အပြောပါနဲ့မိမပတ်သက်ခြင်းမှရှောင်ခြင်းတဲ့ပါလေစိတ်ပိုင်းဆိုင်ရာအညံ့ကြုံပြီး တည်ငြိမ်မှုရရှိအောင်ဘာသာတရားပေါ်စိတ်သွားတိုင်းကိုပါအောင်ကျင့်ကြံသင့်ပါတယ်အများနဲ့ဆိုင်တော့အစုအစုဆက်ရှယ်ယာနဲ့ငွေကြေးချင်းကားခြင်းတို့ကိုသတိနဲ့ရှင်ပြီးလှူဆောင်သင့်ပါတယ်ကျမ်းမာရေးတွေအမြင်အာယုံနဲ့ကရင်းယောဂဝေဒနာတို့ကိုခံစားရတတ်ပါတယ်ဒီနှစ်အတွက်အကျိုးပေးကဏ္ဍကတော့၄၆၈ကဏ္ဍတို့ဖြစ်ပါတယ်ခမညာဒီဝါဒနာပါလို့ထီထုံးမယ်ဆိုရင်တော့ လေးချောင်းရှိကဏ္ဍများများပါတဲ့ဒီကိုရွေးချယ်ထိုးပေးလိုက်ပါအင်္ဂါသားမီးများအတွက်ယခုနှစ်အတွက်အကောင်းဆုံးရေတရာကတော့မိမိရဲ့မွေးနေ့နန္ဒ၈နာရီ29မိနစ်အချိန်မှာအိမ်ဖျားမှာတော့၎င်းတကူကြီးဖျားတူစုမှာတော့၎င်းမြတ်စွာဘုရားအားထောပတ်ထမင်းထောပတ်စောကလူပူဇော်ရေလိုရာဆုတောင်းပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့မိမိထမရှိတော့မကောင်းသောကံကြမ္မာများပပျောက်ပြီးကောင်းသောကံကြမ္မာများရရှိလာပါလိမ့်မယ်ဗျာ ျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်တော်တိုင်းကိုပါလိုရာဆန္ဒတွေလည်းကလုံးတော်ဝါလည်းပြည့်ဝနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းမေးလိုက်ပါတယ်ခင်ဗျာအခုတခါဆက်လက်ဖကြားပေးမှာကတော့ပုဒ္ဓသရမီများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တစ်နှစ်တာအထူးဝါဆန်းကြီးပဲဖြစ်ပါတယ် ဘုသူတော်မီးများဟာဤနှစ်တွင် လူမှုဆက်ဆံရေးကွန်ရက်ကောင်းလာခြင်းနှင့်အတူပြည်ပနိုင်ငံများတခြားမျိုးများမှ ကုန်သွယ်ရောင်းချခြင်းတို့မှအကျိုးမြတ်များရရှိနိုင်ပါလိမ့်မယ်။စီးပွားရေးအရာ၌ဆေးဆက်သေးချပြီးတခါတရံလော်ကီကိစ္စများစိတ်ကုန်လာခြင်းဟူသောသဘောလည်းရှိတတ်ပါသည်။သာသမီအားကိုးမှုများရရှိမည်ရွှေအိမ်သူအိမ်သားအသည့်တိုးလာတတ်သည်။တည်ငြိမ်သော အတွေ့အခေါ်ကပဝန်းခြင်းအပေါ် များစွာအထောက်အကူဖြစ်လိမ့်မည်အတူနေအတူနေမိသားစုများပေါ်အပြုသဘောဆန်သောဩဇာရှိမှုသည်တစ်ဖက်တွင် မလျော်ကန်သောလွှတ်မှုခြင်းကိုခံရသည်ဟုအမှတ်မှားမိတတ်ပါသည်ကင်ညာရေးတွင်ထိတ်တန့်ရောက်နိုင်သော ကာလဖြစ်ပါသည်ဂျမားရေးနှင့်ပတ်သက်ပြီးအဆုတ်အာနေခြင်းစသောယောဂဝေဒနာများကို ခံစားရတတ်ပါသည်ခမည်း ဒီနှစ်အတွက်ဗုဒ္ဓသာသမီများအတွက်အချိုးဘေးကဏ္ဍကတော့2.6ကဏ္ဍတို့ဖြစ်ပါတယ်ခမညာဒီဝါသနာပါလို့ဒီကိုထိုးမယ်ဆိုရင်တော့2.6ကဏ္ဍများများပါတယ်ဒီကိုရွေးချယ်ထိုးပေးလိုက်ပါခမညာဒီနှစ်အတွက်ဗုဒ္ဓသာသမီများအတွက်အကောင်းဆုံးရည်ရာကတော့မိမိရဲ့မွေးနေ့နနက်10:29မိနစ်အချိန်မှာအိမ်ဖျားမှာတော့၎င်းတကိုးကြီးဖျားသူမှာတော့၎င်းမြတ်စွာဘုရားအာလူးစနုံမကင်းကို ကဲ့လို့ပူဇော်ပြီးလိုရှိရာဆုတောင်းပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့မိမိထံမှာရှိသောမကောင်းသောကံကြမ္မာများပပျောက်ပြီးကောင်းသောကံကြမ္မာများရောက်ရှိလာပါလိမ့်မယ်ဗျာအားလုံးသောကျွန်တော်ရဲ့မိတ်ဆွေဗိုလ်ထူသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကင်းကြပါစေစိတ်တော်တိုင်းကိုယ်ပါ လိုရာဆန္ဒတွေလည်းတလုံးတဝါတဲ့ပြေဝနိုင်ကြပါစေထီစုကြီးများလည်းပေါ့နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုတခါဆက်လက်ဖတ်ကြားပေးမှာကတော့ရာဟုသာရမီများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တနစ်တာအထူးဟောဆရာကြီးပဲဖြစ်ပါတယ်ခင်ဗျာရာဟုလေဝါသာရမီတို့ဟာဤနှစ်မှာ မိတ်ဆွေကောင်းတို့ဤဆောင်မမှုဖြင့်ပဝင်းခြင်းအသည့်တွင်အလောက်ကအချင်းနေကောင်းမွန်မည်အချင်းနေလျောက်ဖြစ်ပေါ်လာတော့မခံခြင်းစိတ်ကြောင့်အမြဲအတွက်စိတ်သောကရောက်စေနိုင်သည်သားသမီးတို့အတွက်ငွေကုန်ချေးကြများတတ်သည် အလှူဒန်းမှလည်းစေတနာသရာထပ်ဖို့တော့ငွေချေးကိုလူတိုင်းရတတ်သည်ငယ်ရွယ်သူတို့ အချေရေကံကောင်းပြီးအိမ်တော်ရှင်များဖို့အဝေးရောက်သောဖြင့်အလွမ်းတရတတ်ပါသည်ပညာရေးရာ၌ ထူကြုံပြီးအများကြီးလေးစားမှုကိုရရှိတတ်ပါသည်အလှူတန်းမှာလည်းစေတနာတရာတက်စေတနာတရာထပ်ပို့တော့ငွေကြေးကိုလှူဒါန်းရတတ်ပါသည်ငယ်ရသူများဖို့အခြေရေကံကောင်းပြီး အိမ်တော်ရှင်များဖို့တော့အဝေးရောက်သဘောဖြင့်အလွမ်းသက်ရတတ်ပါတယ်ပညာရေးရာ၌ထူကြုံပြီးအများကြီးလေးစားမှုကိုရရှိပါလိမ့်မယ်ဒီနှစ်အတွက် အကောင်းဆုံးအကျိုးပေးတဲ့ကဏ္ဍကတော့ 363ရဇနန်းတို့ဖြစ်ပါတယ်။ဒီဝါသနာဘာလို့ထီထိုးမယ်ဆိုရင်တော့363ရဇနန်းများများပါတယ်ဒီကိုရွေးချယ်ထိုးပေးပါခင်ဗျာ။ဒီနှစ်အတွက်ရာဟုသားသမီးများအတွက်အကောင်းဆုံးရည်ရွယ်ချက်ကတော့မိမိရဲ့မွေးနေ့နနက်9:54မိနစ်ချိန်မှာအိမ်ဖေးအားမှာတော့၎င်းတဘိုးကြီးဖေးအားသူစုမှာတော့၎င်းမြတ်စွာဘုရားယေရှုရေပဲဤကြွေး စွန်စက္ကန့်လှူဒန်းရေးလိုရာဆူတောင်းပေးလိုက်ပါခင်ဗျာပိန်ကြတပွဲစက္ကန့်လှူဒန်းပေးလိုက်ပါဒါဆိုရင်တော့မိမိထံမှာရှိတော့မကောင်းသောကံကြမ္မာများပြပပျောက်ပြီးကောင်းသောကံကြမ္မာများရရှိလာပါလိမ့်မယ်ဗျာကျွန်တော်ရဲ့ချင်းမိတ်ဆွေရာဟုသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ယနေ့ရက်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေ။စိတ်တော်တိုင်းကိုပါလူရာဆန္ဒတွေလည်းလုံးတော်ဝလည်းပြည့်ဝနိုင်ကြပါစေ။ခြေစုကြီးများလည်းပေါက်နိုင်ကြပါစေ။ အခုတခါဆလဖတ်ကြပြီမှာကတော့ဂျာသာပရိသတ်မိများအတွက်မြန်မာတက္ကရီ1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တနစ်တာအထူးဝါဇံကြီးပဲဖြစ်ပါတယ်ခမညာကျွန်တော်ရဲ့မိတ်ဆွေဂျာသာပရိသတ်မိတို့ဟာယခုနှစ်မှာ လုပ်ငန်းများဆောင်ရွက်ရာမှာ ဥပဒေနဲ့မကင်းသော လုပ်ငန်းများရှောင်ရှားတင်ပါတယ်စိတ်သောကများရေထင်ရှားဆိုင်တဲ့ချင်းသဘောရှိသောကြောင့်စိတ်ကြီးငြိမ်အောင် ထားတတ်ရပါမည် အနည်းဆုံးလုပ်ငန်း2မျိုးလုပ်ကင်ရတတ်ပါသည်မိသားစုနှင့်ဆွေမျိုးသားချင်းတို့၏ခက်ခဲမှုတို့အားပခုံးတန်းဆောင်ရွက်ရတဲ့ကာလဖြစ်ပါတယ်တင်ညာရေးတွင် ခိုင်မြဲသောစိတ်ထားရှိနိုင်ပါသာအောင်မြင်မှုရှိနိုင်ပါမည် အတိတ်၏အိမ်မက်ဆိုးများထဲမှပြိမ့်မိနေတတ်ပါတယ်ကျန်းမာရေးနှင့်ပတ်သက်ပြီးအာယုံကျော်ယောဂါလိတ်ကောင်းယောဂါခရင်ဂျီနာယောဂါတို့ကိုခံစားရတတ်ပါသည် အချစ်ရင်းနဲ့အိမ်တော်ရင်းတွင် မတဲ့အတူနေမကြာခဏကိုယ်ခွင့်ရတဲ့သဘောရှိနေတတ်ပါတယ်။ဒီတကြက်ကြက်ဝိသသက်သက်ဖြစ်နေရတဲ့ကာလဖြစ်ပါတယ်။ဒီနှစ်တွင်ဂျိုဘေကဏ္ဍကတော့ခွန်လေးတိကဏ္ဍလို့ဖြစ်ပါတယ်။ဓီဝါဒနာပါလို့ထီထိုးမယ်ဆိုရင်တော့ခွန်လေးတိကဏ္ဍများများပါတဲ့ဓီကိုရွေးချယ်ထိုးပေးလိုက်ပါခင်ဗျာ။ဇာတာပရိသတ်မိများတွင်ယခုနှစ်အကောင်းဆုံးရရာကတော့မိမိရဲ့အမွေးနေ့နာနာ၈နာရီ54မိနစ်ကအချိန်မှာ အိမ်ဖေးရမာတော်၎င်းတကိုကြီးဖေးရသူစုစုမာတော်၎င်းမြတ်စွာဘုရားအာဤမန်း၏မိုးရင်ငါစွန်ကတ်လူပူဇော်၏အလိုရှိရာဆုတောင်းပေးလိုက်ပါခမညာဒါဆိုရင်တော့မိမိဓမ္မရှိသောမကောင်းသောကံကြမ္မာများပပျောက်ပြီးကောင်းသောကံကြမ္မာများ ရောက်ရှိလာပါလိမ့်မယ်ဗျာအားလုံးတော့ကျွန်တော်ရဲ့မိတ်ဆွေကြာသာပရိသတ်အမိအားလုံးစိတ်ချမ်းသာခြင်းကိုဤဂျမ္မာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါ လူရဆန္ဒတွေလည်းတလုံးတော့ပါတယ်ပြေဝနိုင်ကြပါစေလို့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုတခါဆက်လက်ဖတ်ကြားပေးမှာကတော့တောက်ကြသားသမီးများတွင်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တနစ်တာအထူးဝန်ကြီးပဲဖြစ်ပါတယ်ခင်ဗျာတောက်ကြနေဘွားသားသမီးတို့ဟာဤနှစ်မှာလုပ်ငန်းခွင်မိသားစု၏ဥဆောင်သူဖြစ်ပြီးလိုအပ်ချက်အမျိုးမျိုးအတွက် ပံ့ပိုးရေးဖြည့်ဆွတ်နိုင်သူဖြစ်ကဝန်ထမ်းဆိုလေအစီအမင်းရာထူးအထိတက်လန်းနိုင်ပြီမန်ကိုလျှော့ရေးအများနဲ့လက်ရောညီတွေတော့ခြေဝင်များကိုလိုက်နာပြီး ကိုကျိုးအတွက်သာလုံတော့အကျိုးကိုဖြစ်ထွန်းစေမည်ခရီးသွားရေးမထင်မှတ်ပဲငွေဝင်နေတဲ့ကာလဖြစ်ပါတယ်အများနဲ့မတူကွဲပြားတော့ခရီးသွားနဲ့ဝန်ဆောင်မှုလုပ်ငန်းတို့မှာဝင်ငွေကောင်းများရရှိပါလိမ့်မယ်အိမ်တော်ရင်းမှာလည်းတာယာမှုရှိပြီး တားကောင်းယန္နာများမွေးဖွားတတ်ပါတယ်။ကိုကျိုးအတွက်ဒါလုံးတော့အကျိုးကိုကို ဖြစ်စေတဲ့ကာလဖြစ်ပါတယ်။ကျမ်းမာရင်းနဲ့ပတ်သက်ပြီးအစာရင်ယောဂဝေဒနာများခံစားရတတ်ပါတယ်။အပြုသဘောဆောင်သော လုပ်ငန်းများနှင့်လူမှုရေးအရာများတွင်ပါဝင်ကူညီသည့်အတိုင်းအများကြီးအထင်မြင်လွဲခြင်းကိုလည်းခံရတတ်ပါတယ်။ ဒီနှစ်အတွက်အကျိုးပေးကဏ္ဍကတော့238ကဏ္ဍလို့ဖြစ်ပါတယ်။ထီဝါသနာပါလို့ထီထိုးမယ်ဆိုရင်တော့238ကဏ္ဍများများပါတဲ့ထီကိုရွေးချယ်ထိုးပေးလိုက်ပါခင်ဗျာ။ဒီနှစ်အတွက်တောက်ကြသားမိများအတွက်အကောင်းဆုံးရည်ရည်ရာကတော့မိမိရဲ့မွေးနေ့နက်နက်10နာရီ36မိနစ်ချိန်မှာအိမ်ဖရာမာတော်၎င်းတဟိုးကြီးဖရာတူစုစုမာတော်၎င်းမြတ်စွာဘုရားအားထန်းဒီမုံစွန်းကလူပူဇော်၏အလိုရှိရာဆုတောင်းပေးလိုက်ပါ။ဒါဆိုရင်တော့မိမိထံမှာရှိတော့ မကောင်းသောကံကြမ္မာအဆိုးများပပျောက်ပြီး ကောင်းသောကံကြမ္မာအကောင်းများရရှိလာပါလိမ့်မယ်ဗျာအားလုံးသောကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြမ္မာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေ စိတ်တော်တိုင်းကိုပါလိုရာဆန္ဒတွေလည်းတလုံးတူပါတဲ့ပြည့်ဝနိုင်ကြပါစေထီစုကြီးများလည်းပေါ့နိုင်ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ပါရခင်ဗျာအခုတခါဆက်လက်ဖတ်ကြားပြီးမှာကတော့ စနေသားသမီးများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်တနစ်တာအထူးဝါဇံကြီးပဲဖြစ်ပါတယ်ခမညာစနေသားသမီးများဟာဤနှစ်တွင်မိမိအောင်မြင်မှုအတွက်သူတစ်ပါးကိုအတုံးချခူးထုံးလို့ခြင်းမှရှောင်ရည်ပွင့်လင်းမြင်သာမှုရှိသောစိတ်ကူးကောင်းတို့ဖြင့်အောင်မြင်မှုကိုရရှိတတ်ပါသည်လုပ်ငန်းသူရာထူးရာခံသူတို့သူတို့နှင့်အတိုက်ခံမလို့အထူးရှင်လွှဲနိုင်မှာကပို၍အကျိုးဖြစ်တော်မူလူမျိုးသားတို့၏ ူညီမဆောင်မှုကိုရရှိတတ်သည်ခန္ဓာကိုယ်၏ချုပ်ဝတ်သောနေရာတို့၌အနာရောဂါများဖြစ်ပွားတတ်ပါသည်လူငယ်တို့အတွက်အခြေရေကံစမ်းထား၏အိမ်နောင်ရေး၌ရှုပ်ထွေးပွေလီသောလူမှုရေးတို့ကြောင့်စိတ်သက်သာရမရဖြစ်တတ်ပါသည်နိုးနှင်းနိုးတယ်ပစ္စည်းရောင်းဝယ်ခြင်းတို့မှအကျိုးမြတ်ရရှိနိုင်သည်ဒီနေ့တော့ကံကောင်းဆုံးကဏ္ဍတွေကတော့အကျိုးပေးကဏ္ဍတွေကတော့1.5ခွန်ကဏ္ဍတို့ဖြစ်ပါတယ်ခင်ဗျာဂျီဝါသနာဘာလို့ဒီလိုမယ်ဆိုရင်တော့ တင်ကားကိုကလည်းများများပါတဲ့ဒီကိုရွေးချယ်ထိုးပေးတဲ့ပါတယ်ခင်ဗျာစနေသားသမီးများအတွက်ယခုနေ့အတွက်အကောင်းဆုံးရည်ရာကတော့မိမိရဲ့မွေးနေ့နံနက်7နာရီ36မိနစ်အချိန်မှာအိမ်ဖရာမာတော်၎င်းတကိုးကြီးဖရာစုစုမာတော်၎င်းအေလမုံစောကတ်လူရေလိုရာဆုတောင်းပေးပါခင်ဗျာအေလမုံလေးလေးလမုံလေးလေးကတ်လူပူဇော်ပြီးလိုရာဆုတောင်းပေးပါဒါဆိုရင်တော့မိမိထံမှာရှိသောမကောင်းသောကံကြမ္မာများပပျောက်ပြီး ကောင်းသောကံကြမ္မာများရောက်ရှိလာပါလိမ့်မယ်ခင်ဗျာအားလုံးတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေစနေနေ့သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းတလုံးတူပါလေပြည့်ဝနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ